လွန်ခဲ့တဲ့နှစ်တုန်းကကျွန်တော်ဖန်တီးခဲ့တဲ့အခုလိုမျိုး Fate 3D Broader Animation လေးကို After Effect မှာကျွန်တော်အလွယ်ဆုံးဖန်တီးပြပါမယ်ပေါ့နော် ရင်ဆုံးကျွန်တော်တို့ကဒီ product နဲ့ပတ်သက်ပြီးတော့ပတ်ပတ်လေ packaging လေးကျွန်တော်တို့မှာရှိဖို့လိုအပ်တယ်ပေါ့နော်။တို့ဒါ packaging fine ရှိတယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်။တကယ်လို့မရှိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့က product ရှိတယ်ဆိုလို့ရှိရင် product ရဲ့ပတ်ပတ်လေပုံလေးကိုကျွန်တော်တို့ကဓာတ်ပုံရိုက်ပြီးတော့ဒါပြန်ပြီးဖန်တီးလို့ရတယ်ပေါ့နော်။ဒီလိုမျိုး packaging fine လေးရှိတယ်ဆိုရင်တော့ကျွန်တော်တို့ကပို့ပြီးအဆင်ပြေတယ်။ဘာလို့လဲဆိုတော့ဓာတ်ပုံရိုက်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါပို့ပြီးတော့တက်ရက်သွားအောင်လို့ product reduction လေးပါလေပြန်ပြီးတော့ဒါကင်ဖို့လိုအပ်လိမ့်မယ်ပေါ့နော်။ Okay အဲ့တော့ product ကိုကျွန်တော်တို့က 2D flat အပြားကြီးပဲလုပ်နေရတာပြင်းလာပြီဆိုလို့ရှိလို့ရှိရင်ကျွန်တော်တို့ကအခုလိုမျိုး fake 3D တွေပေါ့နော်တကယ်ကျွန်တော်တို့က 3D object ဖန်တီးကြတာတော့မဟုတ်ဘူး fake 3D ပုံစံမျိုးလေးကိုဖန်တီးပြီးတော့ after effect မှာပို့ပြီးတော့ဒါမိုက်အောင်လုပ်လို့ရတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ပတ်ပတ်လေကျွန်တော်တို့ရဲ့ product ပက်ကေ့ချင်းကိုဒီလိုမျိုးလေးလာပြီးတော့စီလိုက်ဖို့လိုတယ်ဗောနော်ဒီလိုပုံစံမျိုးလာပြီးတော့စီလဲရတယ်ဗောနော်ဒီ back view ကိုကျွန်တော်တို့ကအောက်ကိုပို့လိုက်တယ်ပြီးရင်ဖြောင်းမြန်လှန်လိုက်တယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကတော့ဒါဒီလိုပုံစံမျိုးစီရအောင်တက်ပြီးတော့ဒါမသုံးဘာလို့လဲဆိုတော့မလို့အဖဲနဲ့ကျွန်တော်တို့က1920 1080 ratio လောက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့သူနဲ့ကွက်တီပဲဒါစီလိုက်တယ်ဗောနော်ကိုကြိုက်တဲ့ technique တော့ဒါသုံးရတယ်ဗောနော်ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုပုံစံမျိုးလေးပဲဒါတစ်ချက်ဖန်တီးလိုက်တယ်ဗောနော် back layer ရှိရဒါဒီ node job မှာကျွန်တော်တို့မြင်ရမယ်တစ်ခုဗောနော်ပြီးွားရဒါ frame layer ရှိမယ်ဒီနှစ်ခုဒီကျွန်တော်တို့က size အရွယ်အစားအတူတူဖြစ်နေဖို့လိုတယ်ပြီးွားရညာဘက်မှာရှိတဲ့သူ ့ရဲ့ level ဒီညာဘက်ချမ်းမှာရှိမယ်ကျွန်တော်တို့ကဘယ်ဘက်ချမ်းမှာရှိရဲ့ level ဒီဘယ်ဘက်ချမ်းမှာဒီလိုမျိုးလေးလာပြီးစီထားလိုက်မယ်အောက်ခြေမှာဆိုလို့ရှိရင်ဒါ bottom layer တစ်ခုရှိမယ်ပြီးွားရင်ဒါအပေါ်မှာ top layer တစ်ခုရှိမယ်ဗောနော် okay အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော် Photoshop မှာကိုက block ratio နဲ့လုပ်ပါလဲဗောနော်1920 1080ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ Photoshop ထဲမှာ1920 1080ဒါ document တစ်ခုယူပြီးတော့ပေါ်နဲ့ဒါ face ဖြစ်အောင်လာပြီးတော့စီပေးလိုက်မယ်ဗောနော်ဒီလိုပုံစံမျိုးလုပ်ပြီးပြီဆိုရင်တော့ကျွန်တော် after effect မှာအလွယ်ဆုံးပြန်ပြီးတော့ဖန်တီးလို့ရပြီဗောနော် okay အဲ့တော့ကျွန်တော်တို့ဒါ after effect ထဲဟိုဒါရောက်ပြီဗောနော်ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနက Photoshop file after effect တွေကိုလာပြီးတော့ဆွဲထည့်ပေးရမှာဆွဲထည့်ဆိုတဲ့နေရာမှာကျွန်တော်ကဘယ်လိုမျိုးလုပ်စီခြင်းလဲဆိုတော့ဒီမှာ project pan တွေမှာကျွန်တော်တို့က click နှစ်ချက် ချလိုက်မယ်ပေါ့နော်ကလစ်ချက်ချပြီးဒီမှာကျွန်တော်တို့ဒါ Photoshop နဲ့ဖန်တီးထားတဲ့ဒါ 3D လေးရောက်ဆိုတဲ့ packaging file လေးတစ်ခုဒါတွေ့လိမ့်မယ်ပေါ့နော်အဲ့ကောင်ကိုကျွန်တော်တို့ကလစ်ချက်ချလိုက်မယ်ပြီးွားရင်ဒီ input s ဆိုတဲ့နေရာမှာဒီမှာကျွန်တော်တို့က composition retain layer size ဆိုတာလေးတစ်ချက်ရွေးပြီးပို့လို့မယ်ပေါ့နော် okay ဒါလေးတစ်ချက်ရွေးလိုက်မယ်ပြီးွားရင်ဒါ input တစ်ချက်နှိပ်လိုက်မယ်ပေါ့နော် Photoshop file ကိုထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ input kind ဆိုတဲ့နေရာမှာခုနကကျွန်တော်တို့ရွေးရတဲ့ composition retain layer size ကိုကျွန်တော်တို့ရွေးမယ်ပြီးရင် layer ဒီကျွန်တော်တို့ editable layer ဖြစ်ဖို့လိုတယ်ပေါ့နော်ပြီးရင် okay တစ်ချက်လောက်ကျွန်တော်တို့နှိပ်လိုက်မယ် โอเคဒါဆိုလို့ရှိရင်ရပြီအဲ့တော့ဒီမှာကျွန်တော်တို့က layer panel တွေကိုစပြီးတော့ဆွဲထည့်ရတော့မယ်ဘာလို့ layer panel တွေကိုဆွဲထည့်ရဆွဲနေရမှာကျွန်တော်တို့က composition light ကြီးကိုပဲလုံးဝဆွဲထည့်ပါမယ်ဒီ folder တွေရဲ့နေ layer တွေတစ်ခုချင်းစီကိုကျွန်တော်တို့လာယူပြီးတော့ပြန်မစီဘူးပေါ့နော်โอเคအဲ့တော့ composition ကိုလာပြီးတော့ဒါဆွဲထည့်လိုက်မယ်ပြီးရင်ဒီထဲကိုလာပြီးတော့ကျွန်တော်တို့ဒါဝင်လိုက်မယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကဒါ fade 3D ဖန်တီးมาဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ရဲ့ layer တွေအကုန်လုံးဒီဒါ 3D layer တွေဖြစ်နေဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က 3D layer လေးကိုစပြီးတော့ on လိုက်မယ်တကယ်လို့ကွာဒီ option ကိုမတွေ့ဘူးဆိုလို့ရှိရင် toggle switch မှာကျွန်တော်တို့မဟု ုတ်ပြောင်းထားမိလို့ပေါ့နော်အဲ့တော့ဒီကောက်လာပြီးတော့တစ်ချက်ကလစ်ချလိုက်လို့ရတယ်ဒါဆိုလို့ရှိရင် 3D option လေးပြန်ပြီးတော့ပေါ်လာပြီအဲ့တော့ဒီနေရာလေးအကုန်လုံးကိုကျွန်တော်တို့ဒါ 3D layer လေးတစ်ချက်ပေးလိုက်မယ်ပေါ့နော် classic 3D ဖြစ်နေဖို့လိုတယ်ပြီးွားရင် one view နေရာမှာကျွန်တော်တို့ two view လေးပြောင်းပြီးတော့တစ်ချက်ကြည့်မယ်ပေါ့နော်ဘယ်ဘက်ခြမ်း view ဒီကျွန်တော်တို့ဒါ active camera ဖြစ်တယ်ညာဘက်ခြမ်း view ဒီကျွန်တော်တို့ဒါ top view လေးဒါဖြစ်တယ်ပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်သူ့ကိုဒါ fade 3D ပုံစံပြောင်းมาဖြစ်တဲ့အတွက်ကြောင့်လွယ်လွယ်လေးပါဒီကောက်နေအကုန်လုံးကိုကျွန်တော် rotation လေးလှည့်ပြီး cut လိုက်တယ်ဆိုလို့ရှိရင်အဆင်ပြေတယ်အဲ့တော့ rotation လို့လှည့်မယ်ပေါ့ဒီပုံစံတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်တို့ကအဆင်မပြေဘူးဘာလို့လဲဆိုတော့ anchor point ကကျွန်တော်တို့ကအလဲမှာဖြစ်နေတယ်ပေါ့နော်အလဲမှာဖြစ်နေတော့ဘီနာကြီးဟာနေတယ်ကျွန်တော်တို့ပြန်စီရမယ်ပေါ့နော်ကိုလှည့်မဲ့ point ဒီကျွန်တော်တို့ကဒီ front view ဆိုတာနဲ့ကတ်နေဘူးလို့ရတယ်ပေါ့ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ anchor point ကအလဲမှာဖြစ်နေတယ်အဲ့တော့ဒီကနဲ့ကတ်တဲ့အချမ်းဆိုလို့ရှိရင်ဒီကောင်ဖြစ်မယ်ပေါ့နော်အဲ့တော့ anchor point ဒီဒီမှာလာပြီးတော့ထားပေးဘူးလို့ရတယ်အဲ့တော့ anchor point ထားတဲ့ဆိုတဲ့နေရာမှာကျွန်တော်တို့ကလွယ်ပါတယ်ဘာမှမဟုတ်ဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင် pan behind two လေးရှိတယ်အဲ့ဒါလေးတစ်ချက်ယူလိုက်မယ်ပြောရရင်ဒီမှာ xyz 3ခု point လေးစုံတဲ့နေရာကိုလာပြီးတော့ control လေးဖိပြီး ကတ်လိုက်တယ်ဆိုလို့ရှိရင်ရပြီဒီဘက်ချမ်းလည်းအဲ့လိုပဲ x y z သုံးခုစုံတဲ့နေရာကိုကျွန်တော်တို့ဒါတစ်ချက်ထောက်လိုက်မယ်ပြီးရင် control လေးဖိပြီးလာပြီးတော့ကတ်လိုက်မယ်ပြီးရင်ဒီမှာလည်းအဲ့လိုပဲ x y z သုံးခုစုံတဲ့နေရာ control လေးဖိပြီးကတ်လိုက်မယ်ဒီမှာလည်းအဲ့လိုပဲ x y z သုံးခုဆိုတဲ့နေရာမှာကျွန်တော် control လေးဖိပြီးလာပြီးတော့ကတ်လိုက်မယ်ဘောနော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ rotation လှည့်တဲ့အခါကျလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ခုနလိုမျိုးဒါကွာမနေတော့ဘူးဘောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကစပြီးတော့ဒီကောက်ကိုစပြီးတော့ 3D ပုံစံဖန်တီးမယ်ဘောနော်အဲ့တော့ဒီကောက်ကိုဘာလုပ်မလဲဆိုလို့ရှိရင်ဒါညာဘက်အချက်ကိုလှည့်ချလိုက်မယ်အဲ့တော့ rotation r လေးတစ်ချက်ဖြန့်ချလိုက်မယ်ပြီးရင် y rotation solution ကိုကျွန်တော်တို့က -90 လို့ရိုက်လိုက်တယ်ဆိုလို့ရှိရင်သူဒီဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီ product ကိုကျွန်တော်တို့ကအပေါ်စီးကကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်အစ rotation မလဲခင်ကသူကအတန်းလိုက်ကြီးဖြစ်နေအဲ့တော့ဒီညာဘက်အချမ်းအဟောင်းကျွန်တော်တို့ကခောက်လိုက်တဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့နော်ဒီလိုပုံစံမျိုးလေးဒါမြင်တွေ့ရလိမ့်မယ်အဲ့တော့ y rotation ကိုကျွန်တော်တို့က -90 ဒါဆိုလို့ရှိရင်သူဒီခောက်လိုက်တဲ့ပုံစံမျိုးကျွန်တော်တို့ရပါပြီပြီးရင်ဒါ left ဘယ်ဘက်အချမ်းပေါ့နော်သူ့ rotation r လေးယူလိုက်မယ် y rotation ကိုကျွန်တော်တို့ကဒါ90 degree စောင်းလိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာနှစ်ခု ခောက်သွားပြီဗောနော်ပြီးွားရပါလဲဆိုအပေါ်လီယာဗောအပေါ်လီယာကိုလည်းကျွန်တော်အိုက်တမ်မြေ rotation r လေးယူလိုက်မြေသူကြတော့ကျွန်တော်တို့ y rotation မဟုတ်တော့ x rotation ဖြစ်သွားပြီဗောနော်သူ့ကိုကျွန်တော်တို့ကဒါ minus 90ဗောနော် okay အကုန်လုံးဒါဆိုလို့ရှိရင်သူဒီအပေါ်ပိတ်သွားတဲ့ပုံစံမျိုးလေးရပါပြီပြီးရင်ဗာလဲဆိုတော့ကျွန်တော်တို့ဒါ bottom အဲ bottom layer ပါနော် rotation အားလေးယူလိုက်မယ် x rotation ကိုကျွန်တော်တို့က90 degree လေးစောင်းလိုက်ရင်သူဒီ out ဖက်ကိုပိတ်သွားတဲ့ပုံစံမျိုးလေးကျွန်တော်တို့ရပါရေးပါနော် okay ပြီးွားရပါလဲဆိုတော့ဒီမှာ back view လေးတစ်ခုပဲကျန်တော့တယ်ဒီ back ပေါ့နော်ဒီမှာဒီ front နဲ့အတူတူပဲအနောက်ကျောမှာကျွန်တော်တို့နောက်ကျောဘက်မှာကျွန်တော်တို့မြင်ရမယ့်အရာပေါ့အဲ့ဒါကကျွန်တော်တို့က front နဲ့တူနေတဲ့အခါကျတော့သူ့ဒီနားမှာလာပြီးတော့ထားပေးဖို့ လိုအပ်တယ်ဗောနော်သူကဒီမှာပဲရှိနေတာဒီအရှိမှာပဲရှိနေအဲ့တော့ဒီအနောက်မှာလာထားပြီးလို့လိုအပ်တယ်အဲ့တော့ကျွန်တော်တို့က back view လေးကိုတစ်ချက်ထောက်လိုက်မယ်ဘာနဲ့ရွှေ့မလဲဆိုလို့ရှိရင် a လေးတစ်ချက်နှိပ်လိုက်မယ် anchor point နဲ့ကျွန်တော်တို့ကဒါရွှေ့မယ်ဗောနော် anchor point ရတာဆိုမှ00ဖြစ်နေတဲ့ဟာကိုကျွန်တော်တို့ကဒီအနောက်ကိုလာပြီးတော့ရွှေ့လိုက်မယ်ဗောနော်အနီးကလေးဆွဲချင်မယ်ကျွန်တော်တို့ကဒီကောင်နဲ့ quad t လေးလာပြီးတော့ချိန်ပေးမယ်ဗောနော်ချိန်ရတာအဆင်မပြေဘူးဆိုလို့ရှိရင်ဒီကောင်ကို select မှတ်လိုက်မယ် ဆက်လက်မှတ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့က up arrow down arrow လေးနဲ့လာပြီးတော့ဒါရွှေ့ပြီးလို့ရတယ်ဗောနော်ဒီလောက်ဆိုလို့ရှိရင်ဒါအဆင်ပြေပြီ okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ 3D ပုံစံမျိုးရပါပြီအဲ့တော့ဒီအရောဘယ်လိုကြည့်မလဲဗောနော်အဲ့တော့ right click နှိပ်မယ် new layer နေကျွန်တော် now object လေးတစ်ချက်ခေါ်လိုက်မယ်ပြီးရင် 3D layer ပေးပါမယ်ဒီ layer တွေအကုန်လုံးကိုကျွန်တော်တို့က now object နဲ့လာပြီးတော့ link ချိန်လိုက်မယ်ဒါဆိုလို့ရှိရင်သူ့ကို rotation ယူပြီးတော့ rotation လှည့်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့လိုချင်တဲ့ 3D ပုံစံမျိုးလေးကိုဒါရပါပြီဗောနော် ဒါပေမဲ့တစ်ခုရှိတာကဘာလဲဆိုတော့နောက်အောင်ချက်ခေါ်ပြီးွားရင်ကျွန်တော်တို့ကတော် view လေးတစ်ချက်ပြန်ပြီးတော့ပြောင်းလိုက်ဖို့လိုတယ်ဗောနော် edit camera ကနေကျွန်တော်တို့တော် view ပြောင်းလိုက်ဖို့လိုတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ချိန်တဲ့နောက် object ကတောင်းကြီးမှာသွားပြီးတော့ဖြစ်နေတယ်မြင်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့လှည့်တာအလဲဆန်တာကနေဘ ഹു ပြုပြီးလှည့်ကျွန်တော်သူကတောင်းကနေလှည့်တဲ့အခါကျတော့ကျွန်တော်တို့ရဲ့ animation ကဒါရမ်းနေလိမ့်မယ်ဗောနော်တောင်းကြီးကနေဆိုအလဲဆန်တာကမကြောက်အောင်အဲ့တော့ဘာလုပ်မလဲဆိုတော့ဒီနောက် object လေးရဲ့ option ကိုပန် behind tool လေးယူပြီးွားလို့ရှိရင်အဲ့ဆွာချက်၃ခုစုံနေနေရာကိုကျွန်တော်တို့က control လေးဖိပြီးတော့အလဲဆန်တာလေးကိုတစ်ချက် ထောက်လိုက်မယ်ဗောနော်။ Okay ဒါဆိုလို့ရှိရင်ဒါအဆင်ပြေသွားပြီအလဲဆန္ဒရပါပြီဗောနော်။အဲကြလို့ရှိရင်ကျွန်တော်တို့ဒါ product 3လှည့်တဲ့ခါကြလို့ရှိရင်ဒါအလဲဆန္ဒကနေဒါလှည့်တဲ့ပုံစံမျိုးလေးကျွန်တော်တို့ရပါပြီဗောနော်။အဲ့တော့ဟုတ်ပြီ။ဘာနဲ့လှည့်မလဲဆိုလို့ရှိရင်ဒါ wire rotation နဲ့ပဲဒါလှည့်မယ်ဗောနော်။အဲ့တော့ဆက်ဆောက်ဦးဆုံးမှာသူ့ကိုဒါ wire rotation ကို key fit လေးကျွန်တော်တို့ပေးလိုက်မယ်။နောက်ထပ်3စက္ကန့်လောက်ရောက်တဲ့အနေထားကြလို့ရှိရင်သူ့ကိုကဘယ်နှပတ်လှည့်ချင်တာလဲ။တစ်ပတ်လှည့်ချင်တယ်ဆိုလို့ရှိရင်တစ်လို့ရလိုက်မယ်။နှစ်ပတ်လှည့်ချင်တယ်ဆိုလို့ရှိရင်ဒီမှာနှစ်လို့ရလိုက်မယ်။တကယ်လို့ customer ကိုလှည့်ချင်တဲ့ပုံစံမျိုးလေးလှည့်ချင်တယ်ဆိုလို့ရှိရင်တော့ဒီမှာအနောက်ကဟာလေးနဲ့လာပြီးတော့လှည့်လို့ရတယ်ဗောနော်။ Okay အဲ့တော့ကျွန်တော်ကသူ့နှစ်ပတ် ါလောက်လှည့်လိုက်မယ်2ဆိုပြီးရမ်းလိုက်မယ်ပြီးရင် easy ease grad ကိုကျွန်တော်တို့ကဒါ steps slow and slowly ပဲတစ်ချက်သွားလိုက်မယ်ပေါ့နော် အဲ့တော့ကျွန်တော်တို့က 3D လှည့်လဲဆိုလို့ရှိရင်ဘာလဲဆိုတော့ by rotation တခုလေးလှည့်ရတာနည်းနည်းလေးဒါယူတယ်ဗောနောပြင်းစရာကောင်းတယ်အဲ့တော့ဘာလဲဆိုတော့ x rotation လေးပါနည်းနည်းလေးပပတ်လဲကျွန်တော်တို့က 3D ရှိတဲ့အခါကျတော့ x rotation လေးပါနည်းနည်းလေးလှည့်ပေးဖို့လိုအပ်တယ်ဗောနောအဲ့တော့ဘာလဲဆိုတော့ x rotation ကို key frame နေပေးလိုက်မယ်ကျွန်တော်တို့ကသူ့ရဲ့တဝက်ဗောနော1နဲ့3နဲ့ကြားတဝက်ဆိုတော့15မှာကျွန်တော်တို့ကသူ့ကိုနည်းနည်းလေးအပေါ်လေးနည်းနည်းလေးဒါစောင်းလိုက်မယ်โอเคဒါလောက်လားဗောနောဒါလောက်လောက်စောင်းလိုက်မယ်ပြီးရင် original 3ရောက်တဲ့အချိန်ကြာလို့ရှိရင်တော့သူ့ကိုဒီကောင်က control c နဲ့ copy ယူ control v နဲ့ပေးချပြီးတော့ origin အတိုင်းအတည့်ပြန်ထားလိုက်မယ် easy easily ပဲတစ်ချက်လုပ်လိုက်မယ်ဒါဆိုလို့ရှိရင်ဘာဖြစ်လဲဆိုတော့ကျွန်တော် rotation နှစ်ခု အပေါ်လေးကိုပါသူက perspective လဲသွားတဲ့ပုံစံမျိုးလေးကျွန်တော်တို့ရပါတယ်ဗောနော်အဲ့တော့ဒီမှာဆိုလို့ရှိရင်နောက်က back view ကကျတော့ဒါ perspective ပြောင်းပြန်ဖြစ်နေတယ်အဲ့တော့လွယ်လွယ်လေးပါဘာမှမခက်ပါဘူး back layer လေးကို select တစ်ချက်ပေးလိုက်မယ်ကျွန်တော်တို့က right click နှိပ်မယ် transform နဲ့ကနေပြီးတော့ flip horizon နဲ့ပြောင်းလိုက်ရင်သူဒီအတက်ပြန်ပြီးတော့ဖြစ်သွားပြီဗောနော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်အခုလိုမျိုးအရင်လွယ်တဲ့ 3D product လေးကိုရပါပြီဘာမှမခက်ဘူးဗောနော်အဲ့တော့ဒီပုံစံတိုင်းမဲ့ကျွန်တော်တို့ကကို့မှာ 3D ပတ်ပတ်လေ packaging ရှိတယ်ဆိုလို့ရှိရင်ကိုကြိုက်တဲ့ပတ်ပတ်လေ square shape product တွေကိုလာပြီးတော့ဒါ 3D လဲလို့ရတယ်ဗောနော်โอเค ဲ့တော့ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်